င်္ဂလာပါရှင်။မတ်လ14ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။ KRA နဲ့ TNLA ကြားအငင်းပွားမှုကို ဖြေရှင်းရမှာကူညီဖို့ NUG အသင်းရှိနေတယ်လို့ပြောပါရယ်။မြန်မာစစ်ကောင်စီကိုဂျိုဒုထောင်လန်ရေးနီးပညာနဲ့ကူညီဖို့ပူတင်ကန့်လန့်ခဲ့ပါရယ်။ပျောက်ဆုံးနေတဲ့မန္တလေးမြို့ကန်ကလေးငယ်2ဦးကိုတေဆုံးရက်တွေ့ရှိပြီးကျူးလွန်သူကိုတော့စစ်ကောင်စီကဖမ်းဆီးထားပါရယ်။ရခိုင်ပဲခူးအဆက်မှာရှိတဲ့ညောင်ကျိုးစခန်းကို အေအေဘူးပေါင်းတက်သိမ့်ပိုက်လိုက်ပါပြီဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာကချင်လွတ်လပ်ရေးတပ်မတော် KRA နဲ့တအံအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ရဲ့နယ်မြေအငင်းပွားမှုပြိပခါတွေကိုနိုင်ငံရေးနီးလန်းနဲ့ငြိမ်းချမ်းစွာဖြေရှင်းရမှာကူညီဖို့အသင့်ရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီကနေ့မှအသိပေးထုတ်ပြန်လိုက်ပါတယ်။ KRA နဲ့ TNLA ကြားနယ်မြေအငင်းပွားမှုတွေကိုနှစ်ဖက်အဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံညှိနှိုင်းဖြေရှင်းရင် ပြဿနာအများစုပြေလည်လိမ့်မယ်လို့ NUG ကဆိုပါတယ်။ဒီနှစ်စံပိုင်းမှာရှမ်းမြောက်ကကော့ခိုင်မန်တုံအပါဝင်ဒေသတချို့မှာ KRA နဲ့ TNLA ကြားနေမြေဆိုင်ရာနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေပြိပခါတွေပိုပြင်းထန်လာတဲ့အခြေအနေထပ်ပြီးကြီးထွားမလာစေဖို့ NUG ကဒီကနေ့မှာမြစ်တာရက်ခံပန်ကြားချက်ထုတ်ပြန်လာတာပါ။ရှမ်းမြောက်ကမြေပြင်အငင်းပွားမှုတချို့ကြောင့်ဒေသခံပြည်သူတွေသာမက လူထုတရက်လုံးကပါစိုးရင်ပူပန်နေကြတယ်လို့ NUG ကအသိပေးပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းအလုံးဟာပြည်သူလူထုရဲ့လူလားစန္ဒာကိုဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းနေကြသူတွေပြီးပြီးပြည်သူတွေရဲ့စိုးရိမ်တော့ကတွေရောကြစေဖို့ဆောင်ရွက်ပေးရမယ်အထူးတာဝန်ရှိတယ်လို့ NUG ရဲ့မြစ်တာရက်ခန့်စာမှာပါရှိပါတယ်။ KRA TNLA နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကလက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုမိဖက်ပြည်ပခါတွေအဖြစ်သာရှုမြင်ကြောင်းနဲ့နိုင်ငံရေးနည်းနဲ့သာဖြည့်ရှင်းမယ်ဆိုတာကိုတန်ဋိဌာန်ချမှတ်ထားကြောင်းကြားသိရတဲ့အတွက်အထူးကြိုဆိုတယ်လို့ AUG ကထုတ်ပြန်ပါတယ် နိုင်ငံရေးနည်းလမ်းနဲ့ငြိမ်းချမ်းစွာဖြည့်ရှင်းဆောင်ရွက်ကြရမှာ NUG အစိုးရအနေနဲ့လိုအပ်သလိုကူညီဆောင်ရွက်ဖို့အသင့်ရှိကြောင်းပန်ကြားချက်မှာပါရှိပါတယ်။ပြီးတော့အဖက်ဖက်ကနေအင်အားချိနဲ့ရေးနှိမ့်နေတဲ့စစ်ကောင်စီအတွက်တော်လှန်ရေးအင်အားစုတွေကြားတက်ရှုသွေးခွဲရေးဟာသူတို့ရဲ့အဓိကပြူဟာဖြစ်လာတယ်ဆိုတဲ့အချက်ကိုလည်းအားလုံးသတိပြုပြီးဖြစ်တယ်လို့ NUG ကထပ်မံအသိပေးထားတာတွေ့ရပါတယ်ရှင်။အာနာဒိမြန်မာစစ်ကောင်ဆောင်ရဲ့အခုလရုရှားခရီးစဉ်အတွင်းရုရှားသမ္မတဘူတင်က မြန်မာစစ်ကောင်စီတပ်အတွက်ထောက်လှမ်းရေးဆိုင်ရာအကူအညီပေးဖို့ကန့်လန့်ခဲ့ကြောင်းသိရပါတယ်။ဩစတြေးလျနိုင်ငံအခြေစိုက်ပညာရှင်များအဖွဲ့ Lowy Institute ရဲ့ဖော်ပြချက်မှာတော့စစ်ကောင်ဆောင်တဲ့ပူတင်တို့တွေ့ဆုံခဲ့မှုမှာတခြားကန်တာတွေနဲ့ပတ်သက်ပြီးအာယုံဆိုင်ဆွေးနွေးမှုတွေရှိနေပေမဲ့ရုရှားကထောက်လှမ်းရေးနည်းပညာဆိုင်ရာအကူအညီပေးဖို့ကန့်လန့်ခဲ့တာကိုတော့အများစုကမျက်ကွယ်ပြုထားကြောင်းထောက်ပြထားပါတယ်။ပူတင်ရဲ့ကန့်လန့်မှုကတော့လက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်မှာတော်လှန်ရေးအင်အားစုတွေကိုထောက်လှမ်းဖို့အတွက် ရုရှားစီကအရန်ချီလင်းပြတ်သားတဲ့ဂျိုဒုဓာတ်ပုံတွေကိုချိတ်ဆက်ရယူနိုင်ဖို့ဖြစ်တယ်လို့ Lowy Institute ကဆိုပါတယ်။မြန်မာစစ်ကောင်စီတပ်ဟာအိန္ဒိယနဲ့တရုတ်စီကနေအရေးအသွေးမြင့်မားတဲ့ဂျိုဒုထောက်လှမ်းရေးဓာတ်ပုံတွေရရှိဖို့စစ်ရေးဆိုင်ရာလျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုတွေရှိနေနိုင်ကြောင်းခံမှန်းမှုတွေထွက်ပေါ်နေပေမဲ့2008ခုနှစ်နာဂင်မုံတိုင်းတိုက်ခတ်ပြီးချိန်တုန်းကထိခိုက်ပျက်စီးမှုအခြေအနေတွေကိုဆန်းစစ်ဖို့မြန်မာစစ်အစိုးရနဲ့ကုလသမဂ္ဂကိုအမေရိကန်ကဂျိုဒုဓာတ်ပုံတွေထောက်ပံ့ခဲ့ရပါတယ်။ ဒါကြောင့်စစ်ကောင်စီတပ်ဟာအရန်ကြည်လင်ပြတ်သားတဲ့ဂျိုဒုထောက်လှမ်းရေးဓာတ်ပုံတွေကိုလက်လန်းမီနိုင်စွမ်းကင်းကွာနေစေလို့ကောက်ချက်ချလို့ရခဲ့ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့စစ်ကောင်စီတပ်က Google Earth, Digital Globe နဲ့ Landsat တို့လိုစီးပွားအဖြစ်ဂျိုဒုဓာတ်ပုံရောင်းချတဲ့ဝန်ဆောင်မှုတွေကိုအသုံးပြုလို့ရနိုင်ခဲ့ပေမဲ့အဲ့ဒီအရင်းမြစ်တွေကိုထိထိရောက်ရောက်အသုံးချနိုင်ဖို့လေ့ကျင့်မှုစွမ်းရည်တွေနဲ့တီးခြားအဆင့်မြင့်ကိရိယာတွေလိုအပ်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားကသာပံ့ပိုးကူညီလာမယ်ဆိုရင် စစ်ကောင်စီရဲ့လက်ရှိထောက်လှမ်းရေးနည်းပညာကိုပိုပြီးအားဖြင့်မြှင့်တင်ပေးနိုင်ပွဲရှိတယ်လို့ Lowy Institute ကထောက်ပြသတိပေးခဲ့ပါတယ်။လုံလောက်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ကျွမ်းကျင်မှုသာရှိမယ်ဆိုရင်မြန်မာစစ်ကောင်စီဟာအဲ့ဒီအရင်းအမြစ်တွေကိုအသုံးချပြီးနိုင်ငံရဲ့ပြောင်းလဲနေတဲ့စစ်ရေးနိုင်ငံရေးကဏ္ဍတွေကိုစောင့်ကြည့်နိုင်စွမ်းရှိလာနိုင်ပါတယ်။စစ်ကောင်ဆောင်ရဲ့ခရီးစဉ်အတော်တွင်ရုရှားဟာမြန်မာနိုင်ငံမှာဂျိုဒူးမှတ်တမ်းဓာတ်ပုံတွေစမ်းစစ်တဲ့ဌာနတစ်ခုဖွင့်လှစ်ထားတဲ့အကြောင်းကိုပါအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ်အချက်လက်တွေကိုမသိရသေးပေမဲ့ရုရှားကထောက်လှမ်းရေးဂျိုဒူတွေကနေရရှိထားတဲ့အချက်လက်တွေကိုစစ်ကောင်စီတပ်အတွက်စစ်ရေးကန္တာမှာအသုံးချနိုင်အောင်ကန့်လန့်ထားတာသိကြတယ်လို့ Lowy Institute ကဆိုပါတယ်။နိုင်ငံအနှံ့ကရင်ဆိုင်တိုက်ပွဲတွေမှာရုံးကန်နေရတဲ့စစ်ကောင်စီတပ်ဟာအဲ့ဒီထောက်လှမ်းရေးစွမ်းရည်မျိုးကိုလက်လန်းမိလာရင်ဒေါ်လာရင်းအင်အားစုတွေရဲ့လှုပ်ရှားမှုတွေကိုပိုပြီးထိထိရောက်ရောက်စောင့်ကြည့်လာနိုင်ပွဲရှိနေပါတယ်ရှင်။ရောက်ဆုံးနေတဲ့မန္တလေးမြို့ကအသက်မပြည့်သေးတဲ့ကလေးငယ်2ဦးကို တေဆုံးရဲ့ပြန်လည်တွေ့ရှိခဲ့ပြီးကျူးလွန်သူတွေကိုတော့စိတ်ကောင်းစီကဖမ်းဆီးထားတယ်လို့မိသားစုနဲ့နှိဆက်သူတွေက People Spring ကိုပြောပါရယ်ပြီးခဲ့တဲ့မတ်လ2ရက်နေ့မှာမန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်ကညီအကိုဝမ်းခွဲတော်ဆက်တဲ့အသက်10နှစ်အရွယ်မောင်ပြေဆုံးကျော်နဲ့အသက်73နှစ်အရွယ်မောင်အောင်ခန့်ဦးတို့ကိုလူငယ်တစုကတတ်ဖြတ်ခဲ့တာလို့သိရပါတယ်။အဲ့ဒီနောက်မတ်လ10ရက်နေ့မှာတော့စင့်ကိုင်မြို့နယ်ကကျေးရွာတစ်ခုရဲ့တောင်ပေါ်မှာကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ပြီး ရုပ်တွေမပီပြင်းတော့ဘူးလို့မိသားစုဝင်တဦးကပြောပါရယ်။ကလေးငယ်နှစ်ဦးရဲ့အလောင်းတွေကိုမန္တလေးစေယုံကြီးမှာတွားရောက်ကြည့်ရှုခဲ့ရတာဖြစ်ပါရယ်။ကလေးငယ်နှစ်ဦးတပ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့တန်တေးရတရခန့်လူငယ်၄ဦးကိုတော့ရဲတွေကဖမ်းဆီးထားတယ်လို့မိသားစုဝင်တဦးကပြောပြပါရယ်ရှင်။ပဲခူးတိုင်းပတောင်းမြွနယ်တဲကအခိုင်အမာစခန်းဖြစ်တဲ့ညောင်ကျိုးစခန်းကိုအာရခတက်တော် AA ကထပ်ပြီးသိမ်းယူလိုက်တယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါရယ် အင်အားရာကြီးအသုံးပြုပြီးဘန်ကာရီလက်နက်ကြီးတွေအခိုင်အမာတပ်ဆင်ခံစစ်ပြုထားတဲ့ညောင်ကျိုးစခန်းကိုအေအေကဖေဗျော်ရီလမှာစတင်တိုက်ခိုက်ခဲ့တာပါမတ်လ12ရက်နေ့မှာတော့တင်းယူလိုက်တာလို့လက်ရှိညောင်ကျိုးမှာရှိနေတဲ့သတင်းရှင်းပြကပြောပါတယ်အဲဒီညောင်ကျိုးစခန်းဆိုတာကရခိုင်ပြည်နယ်တောင်ပိုင်းတောင်ကုန်းမြို့နဲ့ပဲခူးတိုင်းပတောင်းမြို့ကိုဆက်သွယ်ထားတဲ့တောင်ကုန်းပတောင်းလမ်းပိုင်းရခိုင်ရိုးမပေါ်မှာတည်ရှိတာပါအဲ့ဒီလမ်းပိုင်းကမိုးထီတောင်စခန်းကိုတော့ အေအေကပြီးခဲ့တဲ့ January 26ရက်နေ့မှာတင်ပိုက်ခဲ့ပါတယ်။မိုးထီတောင်စခန်းကိုသိမ်းယူခဲ့ကြောင်းအေအေကပြီးခဲ့တဲ့ January 28ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပြီးနောက်ဘကိုးတိုင်းကတိုက်ပွဲတွေနဲ့ပတ်သက်လို့ထပ်ပြီးထုတ်ပြန်လာတာမရှိသေးပါဘူး။မိုးထီတောင်ကနေဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကညောင်ကျိုးစခန်းမှာအခိုင်အမာတက်ဆွဲပြီးခုခံစစ်ပြင်ခဲ့ပါတယ်။ညောင်ကျိုးကိုသိမ်းယူပြီးတဲ့နောက်မှာတော့ အောက်ရှက်ပင်မြို့ညောင်ခြေတော့ရွာမှာရှိတဲ့စစ်လက်နက်ပစ္စည်းဆက်ယုံကပါစာ6ကိုသိမ်းယူနိုင်ဖို့အေအေကကြိုးပမ်းနိုင်တယ်လို့စစ်ရေးသတင်းရှင်မြစ်ကတုံ့သက်ထားပါရရှင် People Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်